မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဒီဇင်ဘာလ12ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်စကမ်းသိန်းတိုက်ပွဲသတင်းကတော့ KNU အမှတ်9တပ်မဟာဖာပုံခရိုင်မူထရခရိုင်ဘရဲလိုမြို့နယ်တောင်သုံးလုံးစကမ်းကိုဒီဇင်ဘာလ12ရက်နေ့နေ့လယ်ပိုင်းအချိန်မှာအပိသက်တိုက်ခိုက်သိမ်းပိုက်ရှင်းလင်းနိုင်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဲ့ဒီစခန်းသိမ်းတိုက်ပွဲမှာစစ်ကောင်စီထံကနေပြီးတော့လက်နက်ခဲယံအများအပြားရရှိခဲ့တယ်လို့အဲ့ဒီတပ်မှုကပြောဆိုထားပါတယ်စခန်းသိမ်းတိုက်ခိုက်မှုဟာစစ်ကောင်စီဘက်က16ဦးသေဆုံးကဒုတက်ရဲမှုဒဏ်ရာရရှိသွားတယ်လို့သူကပြောပါတယ်တောင်သုံးလုံးစခန်းကနေဆွတ်ခွာခဲ့တဲ့စစ်ကောင်စီတပ်သားများဟာကတိုင်တိကိုပြန်လည်ဦးတည်နေပြီးတော့ကတိုင်တိကိုပြန်မရောက်သေးသလို KNL PDF မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များကလိုက်လံပိတ်ဆို့ပြီးတော့တိုက်ခိုက်လျက်ရှိတယ်လို့အဲ့ဒီတပ်မှုကပြောပါတယ်တောင်သုံးလုံးစခန်းသိမ်းတိုက်ပွဲကိုဒီဇင်ဘာလ၄ရက်နေ့မနက်ပိုင်းမှာ KNL ပူပေါင်းတပ်ဖွဲ့များကဝင်ရောက်ပြီးတော့တိုက်ခိုက်တဲ့အချိန်မှာစခန်းရဲ့အစိပ်ပိုင်းတချို့ကိုဝင်ရောက်စီးနင်းသိမ်းပိုင်နိုင်ခဲ့ပြီးတော့စေကောင်းစီတပ်သားများဟာဂစင်ကလျားနဲ့ထွက်ပြေးခဲ့လို့လိုက်လံရှင်းလင်းခဲ့ရတယ်လို့သိရပါတယ်။ထွက်ပြေးတိမ်းရှောင်နေတဲ့စေကောင်းစီတပ်ဖွဲ့ဝင်တွေနဲ့တော်လိုင်းပူပေါင်းတပ်များကြားမှာထိတွေ့တိုက်ပွဲများပြစ်ခတ်မှုတွေရှိခဲ့ရတာဒီဇင်ဘာလ17ရက်နေ့မှာစခန်းကိုအပိသက်ရှင်းလင်းနိုင်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့စကိုင်းတိုင်းဝက်လက်မြို့နယ်မှာအကြမ်းဖက်စစ်ကောင်စီတပ်သားများလိုက်ပါလာတဲ့ကားသုံးစီးကိုပြစ်ခတ်တိုက်ခိုက်ရာစစ်တပ်ဘက်က၃ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ25ရက်နေ့မှာဝက်လက်မြို့နယ်ရှိမကဗျူဟာလမ်းမိုင်းမှာစစ်ကျင်ဘက်ကနေပြည်သူပိုင်ကားတွေကိုအတင်းအဓမ္မလူယူပြီးတော့ထွက်ခွာလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများလိုက်ပါလာတဲ့ကားသုံးစီးကိုတောင်းနေပြည်သူကာကွယ်တပ်နဲ့မဟာမိတ်တပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်၎င်းတိုက်ခိုက်မှုအတွင်းမှာကားတစီးကိုချိန်မုံတိုက်ခိုက်နိုင်ခဲ့ပြီးတော့ကားပေါ်မှာလိုက်ပါလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သား2ဦးနဲ့ပြူစောတိခေါင်းဆောင်တဦးတို့တိစုံကလက်နက်ခဲယမ်းတချို့ကိုတင်းစီရရှိခဲ့တယ်လို့သိရပါတယ်ကျန်တဲ့ကားနစီးကတော့ထွက်ပြေးလွတ်မြောက်သွားပြီးတော့ဒေါင်းနေပြည်သူကာကွယ်တပ်နဲ့မဟာမိတ်တပ်ဖွဲ့များကရဲဘော်များကတော့ အထိကိမရှိဘဲနဲ့စုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။ဒါအပြင်ပဲခူးတိုင်းဖြူးမြို့နယ်ဇေယဝတီမြို့အရှိတ်ဘက်မှာရှိတဲ့လေးအိမ်စုကျေးရွာအနီးကင်းမုံဝက်ပြီးတော့တိုးလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုဝေးရောက်တိုက်ခိုက်ခဲ့ကြောင်းဖြူးတောင်းရှိတ် People Defense Organization ကတာဝန်ရှိသူတဦးကပြောကြားထားပါတယ်။ဒီဇင်ဘာလ10ရက်နေ့ည9:40မိနစ်ခန့်မှာဖြူမြို့နယ်ဇေယဝတီမြို့အရှိတ်၄အိမ်စုချင်းရွာအနောက်ဘက်မှာအကြမ်းဖက်စစ်ကောင်စီတပ်သားများကင်းမုတ်ဝစ်ပြီးတော့တိုးလာတဲ့အချိန်ဖြူမြို့နယ်ပကဖရဲဘော်များကဝင်းရောက်တိုက်ခတ်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။၎င်းတိုက်ခတ်မှုကြောင့်အကြမ်းဖက်စစ်ကောင်စီတပ်သားများဟာချောင်းရိုးအတိုင်းခင်ဝိုင်းရွာဘက်ကိုတက်ပြတ်ပြီးတော့ထွက်ပြေးသွားပြီးကျွန်းတော်ကုန်းရွာလမ်းထိပ်ဇရက်အထိကို ဖြူးမြောင်တဲ့ပကဖရဲဘော်များကလိုက်လံပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။လက်ရှိအချိန်မှာနေမြေရှင်းလင်းများဆက်လက်ပြီးတော့လှုပ်ဆောင်ရရှိတယ်လို့သိရပါတယ်။စစ်ခွေးထိခိုက်ဒေဆုံးမှုကတော့အတိပြုလို့မရသေးပါဘူး။နေမြေရှင်းလင်းတွေဆက်လက်ပြီးတော့လှုပ်ဆောင်နေပါတယ်လို့ဖြူးတောင်ရှိ People Defense Organization ကတာဝန်ရှိသူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်မြို့မြောက်ဒဂုံမြို့နယ်88လမ်းစုံမှာရင်းစစ်ဆေးနေတဲ့စစ်ကောင်စီအုပ်စုပြစ်ခတ်ခံရပြီးတော့ရင်းထင်းရဲတအုပ်သေးဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီဇင်ဘာလ17ရက်နေ့နေ့လယ်2နာရီဝန်းကျင်မှာဖြစ်ပွားခဲ့တဲ့အခင်းဖြစ်စဉ်ကြောင့်မြောက်ဒဂုံနဲ့အရှိတဂုံမြို့နယ်မှာရှိတဲ့လမ်းပိုင်းများကိုစစ်ကောင်စီကပိတ်ဆို့ဆစ်ဆေးပြီးတော့အမျိုးသားများကိုဖမ်းဆီးခဲ့တယ်လို့သိရပါတယ်88လမ်းစုံကမြောက်ဒဂုံနဲ့အရှိတဂုံလမ်းစုံလိုမျိုး အဲ့ဒီမှာစစ်ခွဲတွေဘဲဥတွေကအများရန်နှီးပါးကိုစစ်နေတာမနေ့ကပြစ်ခတ်မှုဖြစ်တော့စစ်ကားတွေကြီးပဲဆယ်စီးလောက်နဲ့လမ်းတွေကိုပိတ်လူတွေကိုစစ်တယ်ဘဲဥတယောက်ကတော့တေသွားတယ်လို့ပြောတယ်လို့88လမ်းစုံအနီးမှာနေထိုင်သူတဦးကပြန်လည်ပြောပြခဲ့ပါတယ်ပြစ်ခတ်မှုဖြစ်စဉ်မှာအင်ဂျီအနက်ဝစ်စင်ထားတဲ့သူနှစ်ဦးကစိုင်ကယ်နဲ့လာရောက်ပြစ်ခတ်သွားတယ်ဆိုပြီးတော့အခင်းဖြစ်ပွားပြီးတဲ့အချိန်မှာစိုင်ကယ်စီးနေသူများနဲ့အင်ဂျီအနက်ဝစ်စင်သူများကိုစစ်ကောင်စီကလိုက်လံဖမ်းဆီးခဲ့တယ်လို့သိရပါတယ်ကုန်ပရိသတ်မီးပွိုင်းကနေပြီးတော့လမ်းတွေကိုပိတ်ပြီးစိုင်ကယ်တွေကိုဖမ်းတယ်ဘေးရွဲတွေပါဖမ်းတာ15ရောက်လောက်ရှိတယ် ယ်ပါသွားတာနောက်ပြီးတော့အရှိတကုံရှေ့ရက်ကဈေးကဘေးရဲတွေမောင်းတဲ့သူတွေပါအကုန်ဖမ်းသွားတယ်ဖမ်းခါရတဲ့နေရာမှာစကားမပြောတတ်တဲ့ရွှေအားတယောက်လည်းပါသွားတယ်နောက်ပြီးမှစကားမပြောတတ်မှန်းသိလို့ညာပိုင်းမှာပြန်လွတ်လာတယ်လို့အရှိတကုံမြို့နယ်မှာနေတဲ့ပြည်သူတို့ကပြန်လည်ပြောပြထားပါတယ်ဒါအပြင်မနေ့ကညာပိုင်းကအရှိတကုံမြို့နယ်ရက်ကများမှာ စိတ်ကားများလဲ့လဲခြင်းနဲ့အဲဆင်းပိုက်စိတ်တိုက်ဆက်ဆဲမှုများရှိခဲ့တယ်လို့သိရပါဗျ။ဒီဇင်ဘာလ10ရက်နေ့ကလည်းရန်ကုန်မြို့တာမွေမြို့နယ်စီမင်းသားရဲကော်မတီယုံဖောက်ခွဲတိုက်ခိုက်ခံရသေးကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းရေနံချောင်းမြို့နယ်အတွင်းမှာရဲတပ်ဖွဲ့ကဒုတကြနှစ်ဦးကိုတော်လိုက်တပ်ဖွဲ့များကဖမ်းဆီးရမှာပြန်လည်ခုခံတဲ့အတော့ပြစ်ခတ်ဖမ်းဆီးလိုက်ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရေနံချောင်းမြို့လက်မှတ်ကုန်းနယ်မြေရဲစခန်းကရဲဒုတကြများဖြစ်ကြတဲ့အောင်တင်နဲ့မြတ်စိုးနိုင်တို့နှစ်ဦးဟာဒီသမားလာ၁၀ရက်နေ့ကအရက်ဝတ်တွေနဲ့ပြည်သူ့ကာကွယ်တပ်ဖွဲ့များရဲ့သတင်းများကိုလိုက်လံထောက်လှမ်းနေတယ်လို့သတင်းရရှိထားပါတယ်။အဲ့ဒီသတင်းများကြောင့်ပြည်သူ့ကာကွယ်တပ်ဖွဲ့များကမကြီးတိုင်း ဖိုးကိုလမ်းပေါ်မှာကြိုတင်ပြီးတော့ဆောင်းဆိုင်ဖမ်းဆီးရအောင်ဆိုင်ကယ်ကိုရပ်မပေးဘဲလက်ပစ်ဘုံနဲ့ပြန်လဲခုခံတဲ့အတွက်ပြစ်ခတ်ဖမ်းဆီးလိုက်ရတဲ့အခါမှာတေဆုံးသွားတယ်လို့သိရပါဗျ။ဖမ်းဆီးမှုကို People Defense Force ရေနံကြောင်းတမမြေ Special Column နဲ့ Midland Dolphins Column တို့ကပူးပေါင်းပြီးတော့ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မြန်မာနိုင်ငံတော်ဝန်မှာစစ်ရှုံးမှုများဇက်တိုက်ကြုံတွေ့နေရတော့လေအကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လှိုင်ကတော့ပြည်ဦးလွင်မှာစစ်နီးပညာတက္ကသိုလ်ကျောင်းဆင်းပွဲတက်ရောက်မှာဖြစ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ပြည်ဦးလွင် DSTA လို့ခေါ်တဲ့စစ်နီးပညာတက္ကသိုလ်ကျောင်းဆင်းပွဲပြုလုပ်ရန်ရှိနေပြီးတော့မူလအစည်းအဝေးမှာမင်းအောင်လှိုင်တက်ရောက်မယ်လို့အစည်းအဝေးရေးဆွဲထားတယ်လို့သိရပါဗါတယ်အဲ့ဒီကျောင်းဆင်းပွဲအတွက်လုံခြုံရေးအကျိုးလေ့ကျင့်ခြင်းနဲ့ ကျောင်းစင်းပွဲအကျိုးလေးကျင်ခြင်းများကိုဒီဇင်ဘာလ10ရက်နေ့နဲ့17ရက်နေ့တွေမှာလှုပ်ဆောင်ခဲ့ကြတယ်လို့သိရပါဗျ။ DSTA ကျောင်းစင်းပွဲကိုတက်ချုပ်တက်မယ်။လုံခြုံရေးတွေလည်းအထူးတင်းကျပ်ထားပါတယ်လို့တက်သတင်းရေးမြစ်ကပြောဆိုထားပါဗျ။ရခိုင်ပြည်နယ်၊ကချင်ပြည်နယ်အပါအဝင်တနိုင်ငံလုံးမှာအကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လှိုင်အနေနဲ့စစ်ရှုံးမှုများကြုံတွေ့နေရတော့လေအမျိုးသားအားကစားပွဲတော်ကျင်းပခြင်းပွဲလမ်းအခမ်းအနားများမှာ ခတ်ပြုံးပြုံးနဲ့အေးလူလူတက်ရောက်နေခြင်းတို့ကြောင့်စစ်တပ်ထောက်ခံသူများနဲ့အမျိုးသားရေးအစွန်းရောက်များကြားမှာမင်းအောင်လိုင်းကိုအခြားတိုက်ရိုက်ခိုက်ရိုက်ကောင်းမွန်တဲ့စစ်ကောင်းဆောင်တောင်းနဲ့အမြန်ဆုံးလဲလှယ်ပေးရန်တောင်းဆိုမှုများဇက်တိုက်ထွက်ပေါ်လျက်ရှိတယ်လို့သိရပါတယ်စစ်တပ်ထောက်ခံတဲ့ဇော်ဘုံဟင်းကလည်းလက်ရှိစစ်တပ်ကတနိုင်ငံလုံးကြုံတွေ့နေရတဲ့စစ်ရှုံးမှုများနဲ့စစ်တပ်ပြက်စီးနေခြင်းဟာစစ်ခေါင်းဆောင်မှတောင်းဝင်အပြစ်ရှိကြောင်းအာဏာထိန်းတယ်ဆိုပြီးတော့အာဏာရယူခဲ့ခြင်းကြောင့်ဖြစ်ကြောင်းမနေ့ကလူမှုကွန်ရက်ကနေတဆင့်ထုတ်ဖော်ပြောဆိုလာခြင်းဖြစ်တယ်လို့သိရပါတယ်။ဟုတ်ပါ နာပါခကြရင်နားမှာဆိုတော့အမှန်ကန်ပြောတာလားနားမှာတိတ်မကြတော့ဘူးကြမှာနော်အော်တယ်အခုဖလန်းဖလန်းရောမနေ့9နာရီ7နာရီ5မိနစ်လောက်တည်းကဖလန်းမှာဖြစ်နေတာတိုက်ပွဲရအာစီကျောင်းကိုကျွန်တော်တို့អော်ခဲ့တယ်ဖလန်းကိုတိုက်တာကျွန်တော်អော်ခဲ့တဲ့ဟာတွေအများကြီးရှိတယ်ပြန်ကြည့်ကြည့်တမိုင်းကိုပြန်လည်ကြည့်ကြည့်ကျွန်တော်ပြောခဲ့တဲ့အဲမှာအဲ့ဒါကိုအဘခါချုပ်ကြီးသိပါသလားခင်ဗျလွတ်လပ်စွာအပေါ်ကိုတည်ရင် တင်ပို့ခြင်းမရှိတာတွေအဘာတိပါသလားခမအဘာညိကုကြီးအဘာဥမမောင်အေးတို့တိပါသလားခမရဲတပ်ဖွဲ့ဝင်မှာအဘာဒီလေဝင်ကြီးချုပ်အဘာရပြေးတို့တိပါသလားခမမသိရင်ကျွန်တော်ခေါ်ထားပါလို့နာဇာကဥက္ကရာဘုဇမူကြီးမဲအောင်လိုင်ကိုရောဒုဥက္ကရာဘုဇစိုးဝင်းကိုရောတာဝန်ကိုမကြည်ကြဘူးပေါ့ဗျာကိုတာဝန်ကိုမကြည်ကြတာကလည်းရှက်ဖို့ကောင်းတယ်ဒါပြမရှက်တတ်ကြဘူးမရှက်တတ်ကြတာဖြစ်တဲ့အတွက် ကျွန်တော်တို့နိုင်ငံမှာဒီတိုင်းတိုင်းပြည်ကပြက်နေရတာပေါ့ဗျာတိုင်းပြည်ကပြက်နေရတာအခုလည်းပဲဒီတော်တို့ကဒါဟိုတန်တရားဆိုရခိုင်မှာဖြစ်ခဲ့တဲ့ဗီဒီယိုဖိုင်လေးတစ်ခုတွေ့ရတယ်ဗီဒီယိုဖိုင်လေးတစ်ခုတွေ့ရတော့ကျွန်တော်တို့ရင်နာရတယ်ပေါ့ဗျာရင်နာရတယ်တချို့ကလည်းဒီဗီဒီယိုဖိုင်နဲ့မတင်တင်ဘူးပေါ့ကျွန်တော်တို့မြင်ရတော့တင်တင်တယ်တင်တင်တင်တယ်တင်ရမှာပဲကျလားဒါမှပဲအထက်ကလူကြီးကသိမှာဒါမှပဲအထက်ကလူကြီးကသိမှာပေါ့ဗျာအာဒါအခုကကျွန်တော်တို့ကအဲ့လိုမဟုတ်ရင် အဲ့လိုမဟုတ်ရင်ဖော်ရှိုးတွေနေပဲပြီးနေတယ်ဖော်ရှိုးတွေနေပဲပြီးနေကြတာအခုဒါပြင်အမျိုးသားရဲ့အစွန်းရောက်မပုတုကလည်းလက်ရှိအခြေအနေများဟာစစ်ကောင်းဆောင်ရဲ့ပြောင်းညမှုကြောင့်ဖြစ်ကြောင်းကြောက်နေတာလားခြောက်နေတာလားလို့မေးခွန်းထုတ်ခဲ့ပါတယ်ဂုံတိတ်ခါနဲ့အဆက်တရားဆိုတာဘာလဲလို့မေးရတော့မှမေးပေးပါဦးကြောက်နေတာလားခြောက်နေတာလားလို့ Telegram လူမှုကွန်ရက်မှာအမျိုးသားရဲ့အစွန်းရောက်မပုတုကရေးသားထားပါတယ် ရခိုင်ပြည်မောင်တော်မှာဘုံမှုချုပ်အဆင့်ရှိတဲ့စစ်ကောင်းဆောင်တူရင်ထွန်းကိုညီကြီးပေါ်မှာလက်ပြန်ကျိုးတုပ်ပြီးတော့စစ်တုံးမဲအဖြစ်နဲ့ဖမ်းဆီးခံခဲ့ရတဲ့မြင်ကွင်းဟာတတ်ထောက်ခံသူများအတွက်အလွန်ဆိုးွားတဲ့မြင်ကွင်းဖြစ်ကြောင်းတတ်ချုပ်ဆိုတဲ့သူဟာလည်းအေးရအေးချောင်းနဲ့ပွဲတက်မပြတ်ပဲအလွန်ညံဖျင်းတဲ့စစ်ကောင်းဆောင်ဖြစ်ကြောင်းအမျိုးသားရဲ့အစိုးရတဦးကပြောဆိုထားပါတယ်။မြင်ရတာတကယ်ပါကွာမြမတက်မတော်မှဟုတ်သေးရဲ့လားခစ်အဆက်ဆက်သဘုံတွေကိုအသေးတိုက်လာခဲ့သမျှဥနေဝင်းဥတန်းရွှေခစ်အဆက်ဆက်ပဲ အခုဟာကြီးကတော့တော်တော်ကိုကြည့်ရစိုးလုံးပါတယ်ကိုတက်မတော်သားတွေကိုအဲ့လိုမြင်ကွင်းမျိုးမြင်ရတာကာချုပ်မဟုတ်တဲ့ငါတော်မရခိုင်တပြည်လုံးကိုပြချပစ်ချင်နေတာကာချုပ်ကတော့အေးရအေးကြောင်းပဲဘာလဲတော့မပြောတတ်ဘူးသူ့အကြောင်းလဲဒီလောက်မသိပါဘူးငါသိတာတခုကတော့ဒီစစ်ခေါင်းဆောင်ဟာ တမိုင်းမှာအညံ့ဆုံးအဖျင်းဆုံးခေါင်းဆောင်အဖြစ်ကြံရစ်တော်မှာကိုပဲလို့အမျိုးသားရေးအစိုးရတက်ထောက်ခံတဲ့စစ်တပ်တဲ့အမည်ရတဲ့ Telegram Channel ကတုံးသက်ရေးသားထားပါရယ်ဒါအပြင်စစ်တပ်ထောက်ခံတဲ့ Telegram ရဲ့ Channel Admin တဦးကလည်းမင်းအောင်လိုင်ဟာပွဲတက်ပြီးတော့လောက်ငယ်သားများကိုပြန်လန်းမရှိတဲ့သေလန်းကိုရှောက်လန်းခိုင်းနေတယ်လို့ပြောဆိုထားပါရယ်ဘရင်နောင်ဟာတဖက်ကန်းကရန်သူတွေကိုတိုက်ဖို့အတွက်သူ့လူတွေကိုဖောက်ဖျက်ခိုင်းတဲ့အချိန်မှာသူ့ကိုယ်တိုင်ကလည်းဒီဘက်ကန်းမှာကြံနေခဲ့တာမဟုတ်ပါဘူးဘရင်နောင်ဖောက်ဖျက်ဆိုတဲ့စိတ်ဓာတ်ပေါ်ပေါက်လာရခြင်းရဲ့အရင်းခံက ဘရင်တော်ဆိုတဲ့ခေါင်းဆောင်ကိုရိုင်းကြောင့်ပါပဲသူကိုယ်တိုင်ကပွဲလမ်းသဘင်တွေကျင်းပါပြီးတော့သူ့လူတွေကိုပြန်လမ်းမရှိတဲ့လမ်းကိုရှောက်ခိုင်းမှာမဟုတ်ဘူးလို့စစ်တပ်ထောက်ခံတဲ့ Telegram Channel ရဲ့ Admin တအူးကပြောဆိုထားပါတယ်အခုဒီဇင်ဘာလအတွင်းမှာရခိုင်ပြည်နယ်မှာမောင်တော်မြို့နယ်တစ်ခုလုံးလက်လွတ်လိုက်ရပြီးတော့ဗုံမှုချုပ်သူရိန်ထွန်းအပါအဝင်စစ်ခေါင်းဆောင်များဖမ်းဆီးခံရခြင်းအမ်းမြို့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ပိတ်ဆို့တိုက်ခိုက်ခံရခြင်းကချင်ပြည်နယ်မှာဗမော်နယ်မန်စီမြို့တို့ကို KIA ကတိုက်ခိုက်သိမ်းပိုက်နေခြင်းတို့ကြောင့်မင်းအွန်လိုင်းကိုရတဲ့နီးနဲ့ဖယ်ရှားပေးရန် တောင်းဆိုမှုများတပ်အတိုင်းဝိုင်းနဲ့မဘာသာအမျိုးသားရေးအတိုင်းဝိုင်းမှာဇက်တိုက်ကိုဖြစ်ပေါ်နေခြင်းဖြစ်ကြောင်းသတင်းရရှိပါရခင်ဗျာ။ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ပဲခူးတန်းရွှေတောင်မြို့နယ်ဖျားသုံးစုပွဲတော်ကိုလာတဲ့လူငယ်၁၈ဦးကိုအကြမ်းဖက်စစ်တပ်ကပေါ်တာဆွဲဖမ်းဆီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီသမားလာ၁၀ရက်နေ့ကစပြီးတော့ရွှေတောင်မြို့နယ်မှာကျင်းပနေတဲ့ဖျားသုံးစုပွဲတော်ကိုလာရောက်တဲ့လူငယ်၁၈ဦးကိုအကြမ်းဖက်စစ်ကောင်စီတပ်သားများကပေါ်တာဆွဲဖမ်းဆီးခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ဒါအပြင်မိသားစုဝင်များကငွေနဲ့လိုက်လံရွေးထုတ်ခဲ့တော့လဲပြန်လုပေးခြင်းမရှိဘူးလို့သိရပါတယ်။ရွှေတောင်မြို့နယ်ကဖျားသုံးစုပွဲကိုလာတဲ့ ပြည်သူ၁၈ဦးကိုစစ်ခွေးတွေကပေါ်တာဆွဲပြီးတော့ဖမ်းဆီးသွားတယ်။ဖျားပွဲ၂ရက်အတွင်းမှာပေါ်တာဆွဲဖမ်းဆီးခံရသူ၁၈ဦးပါသွားပါတယ်။ဖျားပွဲအသွားအပြန်ကိုစောင့်ပြီးတော့ဖမ်းနေတာ နေနေတဲ့ကိုဝင်ဆွဲတာတွေလည်းရှိပါတယ်စိတ်ခွေးတွေကလူငယ်တွေကိုစစ်မှုမထမ်းမနေရထမ်းရမယ်ဆိုပြီးတော့လိုက်ထုတ်တဲ့မိသားစုဝင်တွေကိုပြန်ပြောလိုက်တယ်လို့ဒေသခံပြည်သူတို့ကပြန်လည်ပြောပြခဲ့ပါတယ်ဒါအပြင်ပဲခူးတိုင်းအုပ်ဖို့မြို့အနီးမှာရှိတဲ့ကြေးရွာတရွာက CDM သူနာပြုဇနီးမောင်နှံရဲ့နေအိမ်ကိုအကြမ်းဖက်စစ်တပ်ကဝင်အောင်စီးနှင်းပြီးတော့နေအိမ်ထဲမှာရှိတဲ့အမျိုးသမီးတအုပ်ကိုဖမ်းဆီးသွားပြီးပစ္စည်းများအလုံးကိုယူဆောင်သွားတယ်လို့ဒေသခံပြည်သူများကပြောဆိုခဲ့ပါတယ် ဒီသမလာ၁၀ရက်နေ့မွန်လွယ်ပိုင်းမှာအုပ်ဖို့မြို့အနီးမှာရှိတဲ့ကြေးရွာတရွာက CDM တူနာပြည့်ရဲ့အမျိုးသားဖြစ်သူဟာနေအိမ်ကိုပြန်လာတဲ့ဆိုတဲ့သတင်းကြောင့်အကြမ်းဖက်စစ်ကောင်စီတပ်သားများကကြေးရွာအတွင်းကိုဝင်ရောက်စီးနင်းပြီးနေအိမ်မှာရှိတဲ့ CDM တူနာပြည့်ဆရာမ အမျိုးသားရဲ့မြမဖြစ်သူကိုဖမ်းဆီးသွားတယ်လို့သိရပါဗျ။ဒါ့အပြင်နေအိမ်အတွင်းမှာရှိတဲ့စဘာတင်းတရားအပါအဝင်တံမိုးကြီးတဲ့ပစ္စည်းများကိုလည်းစစ်ကားတွေနဲ့တင်ဆောင်သွားပြီးတော့စစ်ကောင်စီတပ်သားများကနေအိမ်ကိုပါမီးရှို့ရန်လုပ်နေတဲ့အချိန်ကြီးပါနေပြည်သူများကဝိုင်းဝန်းတားဆီးတဲ့အတွက်ကြောင့်ဆဲဆိုပြီးတော့ထွက်ခွာသွားတယ်လို့သိရပါဗျ။အုပ်ဖို့ကတိန့်ဆောင်နေတဲ့စီတန်သားဖွားဆရာမရဲ့အမျိုးသားနေအိမ်ကိုပြန်လာတယ်ဆိုပြီးတော့တရင်ကြလို့စစ်ခွေးတွေကအိမ်ကိုလာဖမ်းတာဖမ်းမမိလို့သူနာပြုဆရာမအမျိုးသားရဲ့ညမကိုဖမ်းပြီးတော့ ိမ်မှာရှိတဲ့စဘာတင်းတရားအပါဝင်တံမိုးကြီးတဲ့ပစ္စည်းတွေကိုစစ်ခွေးကားတွေနဲ့တိုက်ယူသွားပါတယ်စစ်ခွေးတွေကနေအိမ်ကိုမိရှုပ်ဖို့အတွက်ဓာတ်စီဘုံမှာပါလာတာအိမ်ကိုမိရှုပ်မယ်လို့လို့ရွာသားတွေကဝိုင်းပြီးတားကြတဲ့အခါမကြေမနက်နဲ့ဆဲဆိုပြီးတော့ပြန်သွားကြတယ်တရွာလုံးကပြည်သူတွေကတော့ကြောက်လန့်နေရတယ်လို့ဒေသခံပြည်သူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့ အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ